မြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကြော်ဖြစ်နေတဲ့နန်းဆန္ဒလာထွန်းရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီအပိုင်းဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့ဘသူရဲ့မင်္ဂလာပွဲကအခမ်းအနားဆုံးလဲဘသူကရွှေဗန္နပိတ်တာဝတ်တယ်လဲဘသူရဲ့ခင်မုန်းကအချမ်းသာဆုံးလဲဆိုတဲ့နှိုင်းရှင်မှုတွေတွေ့နေရတာဖြစ်ပါတယ် ဆိုပြတဲ့စဉ်ရဲ့ရွှေကိုဗိတာအခမ်းအနားမှုဝင်းမုံရွှေရဲ့ဥရောပခရီးစဉ်မှာတွားရောက်ခဲ့တဲ့လည်းပဲစသဖြင့်ပရိသတ်တွေကအပြိုင်ဆိုင်နှိုင်းရှင်နေကြသေးပါပဲ။ဒါပေမဲ့ဒီလိုမျိုးကုန်ပကာသနာတွေကြားထဲမှာဘာသာမှမထွက်ပဲတကယ်အတန်သိမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကရော်ဆိုတဲ့ဂုံပုဒ်ကိုတိတ်တိတ်လေးပန်ဆိုင်ထားတဲ့မင်းသမီးတယောက်ရှိနေပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။ MTV4 ဇလန်တွဲတွေကနေပရိသတ်တွေအရင်ချစ်ခဲ့ရတဲ့ချစ်စရာမင်းသမီးကျော်လေးနန်းဆန္ဒလာထွန်ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့အမှတ်မိကြအောင်ပါပါလွန်ခဲ့တဲ့နှစ်တွေတုန်းကနန်းဆန္ဒလာထွန်းဆိုတော့ MRTV4 ရဲ့မျက်နှာအချို့ချို့ချစ်စီရာအပြစ်ကင်းစင်တဲ့မင်းသမီးလေးတယောက်ဖြစ်နေပရိသတ်အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့တဲ့သူပေါ့ဒါပေမဲ့သူမအောင်မြင်မှုလမ်းကြောင်းပေါ်မှာအရှိန်ကောင်းနေစေမှာပဲရုပ်တရက်အနုပညာလောကတွေကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်သူမရဲ့ဇလန်းတွေအသည့်တွေအနုပညာလှူရှာမှုတွေဘာတစ်ခုမှထပ်ပြီးတော့တွေ့ရတော့ခြင်းမရှိပါဘူး ။ဘာကြောင့်လဲဆိုတော့သူမအိမ်ထောင်ပြုတ်လိုက်လို့ပါပဲ။ဒါပေမဲ့နန်းစနာလာထွန်းကတောင်မဲအိမ်ထောင်ပြုတ်လိုက်တာမဟုတ်ပါဘူး။တရင်နေအရာအသွင်းသည့်အတန်းဝိုင်းနေရဲ့ဆိုရတော့နန်းစနာလာထွန်းရဲ့ခင်မုန်းတဲ့ကတောင်မန်တတိတယောက်မဟုတ်ပါဘူး။သူကမြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးစည်ရင်းဝင်ဩဇာအလွန်ကြီးမားတဲ့ခရိုနီတတိကြီးတဦးဖြစ်ပြီးတော့နိုင်ငံရဲ့စီးပွားရေးမှာတော့ကြကြတဲ့လုပ်ငန်းရှင်ကြီးတဦးဖြစ်တယ်လို့သိရပါဗျ။ MRTV4 မင်းသမီးတွေထဲမှာပိုးကြဖြူခင်မြတ်သူသူတို့လိုတတိတွေနဲ့အိမ်ထောင်ကြကန်ကောင်းကြတဲ့သူတွေ အများကြီးရှိပါတယ်။ဒါပေမဲ့အဲ့ဒီအားလုံးထဲမှာခင်မုန်းတဲ့ရဲ့ကြွယ်ဝမှုတွေကိုရှင်းလိုက်ရင်နန်းစနာလာထွင်းရဲ့ခင်မုန်းကအရှိဆုံးအချမ်းသာဆုံးဖြစ်တယ်လို့အားလုံးကသတ်မှတ်ထားကြတာပါ။ ဒီလိုမျိုးနောက်ွယ်ကအင်အားအလွန်တောင့်တင်းလုံးနဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုပိုင်ဆိုင်ထားတဲ့ခင်မုန်းတဲ့ရှိနေတော့နန်းစန္နာလာထုံးနေတဲ့ပင်ပင်ပန်းပန်းအနုပညာအလုပ်တွေလှုပ်စရာမလိုတော့ပါဘူး။သူမကအနုပညာအလုပ်တွေကိုလုံးဝရပ်နားပြီးတော့တတိကတော်ဘဝကိုအပြည့်အဝခံစားနေထိုင်နေပါပြီ။သူမရဲ့နေထိုင်မှုဘဝကပြည်သက်တွေအားကြရလောက်ပါတယ်။ရန်ကုန်မြို့ရဲ့တတိအစ်စ်တွေ ထိတ်တန်းတတိတွေနေထိုင်ရာရွှေတောင်ကြားမှာနန်းတော်တလုံးလုံးခန္ဓာကြီးကြီးလှပတဲ့အိမ်ကြီးမှာတကယ်ဘယင်မှာတပါလို့နေထိုင်နေရဖြစ်ပါတယ်။ အခုဆိုရင်တော့သားရတနာလေးကိုပါရထားပါပြီ။ဒါပေမဲ့ပြိသက်ကြီးတို့ဒီနေရာမှာအားလုံးကသူ့ကိုချီးကျူးကြတဲ့လေးစားကြရတဲ့အတိတ်ကအချက်ကတော့ဒီချမ်းသာမှုကြောင့်မဟုတ်ပါဘူး။သူမရဲ့စိတ်ထားနဲ့အနေထိုင်ကြောင်းဖြစ်ပါတယ်။သူမဟာဒီလောက်ကြီးကြီးတဲ့ချမ်းသာနေပေမဲ့ရွှေကိုပိတ်တာဝက်ပြတာမျိုးဥရောပကိုသွားပြတာတွေကြွားတာမျိုးငါရဲ့အင်ကြီးကဘလောက်ထိတန်နေဆိုပြီးတော့ကြွားလုံးထုတ်လို့တာမျိုးတွေဆိုရှယ်မီဒီယာမှာတခါမှမတွေ့ရပါဘူး။နန်းစံနာလာထုံးကအမြဲတမ်းသူသိတဲ့တည်ငြိမ်နေကို ုံးမမောက်ဘူးပကဒနာလုံးဝမရှိဘူးဒါကတထေးအစ်စ်တွေရဲ့အစ်စ်အတန်းအစ်စ်အမှန်ကိုပြသနေတာပါပဲတကယ်အိမ်တော်ကြကန်ကောင်းနေဆိုတာပတ်စံတွေအများကြီးပိုင်ဆိုင်ုံတည်မကဒီလိုမျိုးအနေထိုင်တည်ငြိမ်မှုမျိုးနဲ့တိုးသိတဲ့ဂုံတိတ်ခါမျိုးကိုပါပိုင်ဆိုင်နေတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောကြည်ကြတဲ့ချမ်းသာပေမဲ့လုံးဝဂုံမကြွားတတ်တဲ့မင်းသမီးလေးနန်းဆန္ဒလာထွန်းရဲ့ဒီလိုအစ်စ်အတန်းမြင်မာတဲ့နေထိုင်မှုပုံစံလေးတွေကိုအားကြလေးစားမိလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံး ံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။